အဲ့ဒါတော့ငယ်နေမယ်လေးပေါ့နော်အမတို့ကဈေးတယ်မျိုးယိုးဆိုတော့ငယ်ငယ်လေးတွေကအမရဲ့ငယ်ဘဝဈေးထဲမှာပဲကြီးပြင်းခဲ့ရအဲ့ဒါကြောင့်မို့ဈေးဈေးစုဈေးသားတွေကအချက်စနိုးနဲ့မိဈေးလေးမိဈေးလေးခေါ်ရင်းနဲ့စိုက်နမယ်လေးကိုပေးဖြစ်သွားတာဟုတ်အကြိုက်ဆုံးကတော့လူကြိုက်များဆုံးကတော့စက်ညီမအရေကုန်ပေါ့နော်စက်သားတို့တို့ကတော့နေရာတိုင်းမှာရှိတာပေါ့ဒါပေမဲ့ ဟိုစက်သားတို့ထူးချင်းတွင်အောင်မှာစက်နီမှာအရေကုန်လေးရအမရဲ့ကတ်စတမာတွေရအမကိုပို့ပြီးနှစ်သက်စီတယ်ပေါ့လူလူကြိုက်များတာတော့အဲ့စက်မဲရဲ့အယောင်ကောင်းဆုံးကတော့ကလီစာလေးရဲ့စက်နီမှာအရေကုန်လေးစက်မဲဟုတ်တယ်လူကြိုက်များတယ်စက်မဲကိုကြာတော့အမတို့ကညာတော့ဖြစ်လူတွေကဟော့ပေါ့ဆိုင်မှာဆိုညမလေးရဲ့ကင်နာတို့ဒီလိုမျိုးပြုတ်တယ်အမကစက်ပြုတ်ရည်နဲ့ကြက်ကြက်နနတော့ကြက်ပြုတ်ရည်ရဲ့အရိုးချင်းစီအမွှေးနဲ့တာကစက်မဲတဲ့ကိုလုံးဝထဲလိုက်တာက ချောင်း200ပဲကုံစိမ့်နှုံးတက်တက်ကြက်ကြက်200တော့အတက်နိုင်ဆုံးအမထင်းလာဟုတ်မနမဲခိုင်းတဲ့တဲ့တော့ဟောဆိုင်နာမဲလေးကတော့မိသေးပေါ့ဟုတ်ဘယ်လိုဆိုင်နာမဲမိသေးလို့ပြောပြတာအဲအဲ့ဒါတော့ငယ်နေမဲလေးပေါ့နော်အမားတို့ကဈေးတယ်မျိုးရိုးဆိုတော့ငယ်ငယ်လေးတွေက အမရဲ့ငယ်ဘဝဈေးထဲမှာပဲကြီးပြင်းခဲ့ရတယ်အဲ့ဒါကြောင့်မို့ဈေးဈေးစုဈေးသားတွေအချစ်စနိုးနဲ့မိဈေးလေးမိဈေးလေးခေါ်ရင်းနဲ့စိုက်နံပါတ်လေးကိုပေးချစ်သွားတာဟုတ်တက်တန်းကတော့အခုဆိုရင်တော့ဆယ်စုနှစ်ဆို12နှစ်ဝန်းကျင်လောက်တော့ရှိပြီပေါ့ဟုတ်လူတိများတော့တိတ်မကြသေးဘူးအဲ3နှစ်ခွဲလောက်တော့ရှိမယ်လူတိများတော့ဟုတ် အကြိုက်ဆုံးကတော့လူကြိုက်များဆုံးကတော့ကြက်ညီမအရေကုန်ပေါ့နော်ကြက်သားတို့တို့ကတော့နေရာတိုင်းမှာရှိတာပေါ့ဒါပေမဲ့ဟိုကြက်သားတို့တူချင်းတွင်အောင်မှာကြက်ညီမအရေကုန်လေးကအမရဲ့ customer တွေကအမကိုပို့ပြီးနှစ်သက်စေတယ်ပေါ့လူလူကြိုက်များတာတော့အဲ့ကြက်မဲရဲ့အယောင်ကောင်းဆုံးကတော့ကလီစာလေးရဲ့ကြက်ညီမအရေကုန်လေးရဲ့ပေါ့အမောက်ကတော့ရှားတယ်ပေါ့နော်သူကတကောင်လုံးမှာတစ်ခုပဲရတဲ့အခါကျတော့အများဆုံး၁၀တောင်းလောက်ပဲရတယ်ဟုတ်ဟုတ် ကုန်တဲ့အချိန်ကတော့မမှန်ဘူးပေါ့လားစာထုတ်တက်ရဲ့တို့စနေတနင်္ဂနွေဆိုရင်တော့20ကျော်တာပေါ့နော်ဒီဂျားရက်တွေကတော့20ဝန်းကျင်လောက်ကိုတော့ထိန်းထားတယ်ဟုတ်တချောင်းဘယ်လောက်ရောင်းရလဲတချောင်း200ပဲကုန်စိမ့်နှုံတက်တက်ကြကြ200ကိုတော့အတက်နိုင်ဆုံးအမထိန်းထားတယ်ဟုတ်ကင်းညိုကတော့ပြောမယ်ဆိုညီမလေးရဲ့ဟိုအမွှေးနှံ့တာပေါ့စစ်တုံမျိုးလိုဇပလင်တို့ ဟိုအမဥစားပေးပြီးတော့ညှိနှံ့ကိုစက်နှံ့ဆိုရလေးကိုလုံးဝပြောက်ကင်းအောင်လို့ပေါ့အိမ်စားသလိုပဲအမအဲ့လိုမျိုးအကောင်းဆုံးလုပ်တယ်သူတို့ကညှိနှံ့မထွက်ဘူးစက်နှံ့မရဘူးတော့အမပျော်ရှင်ရပါတယ်ဟုတ်ကြာသံကြောကတော့များသောအဖြစ်တော့ဘောလို့ပြောအချင်းလေးနဲ့ဘေးပုံလို့ဆိုတော့တချို့ကြတော့စီချက်ဘက်အမကလည်းစီချက်ဘက်ကြိုက်တယ်စီချက်ဘက်ဆိုညမလေးကကြိုက်လိုက်ရင်မှုေးနေတာကွက်ကိုကြော်တာ ready made လည်းရှိတယ်အဲ့ဒါလေးနဲ့အချင်းလေးနဲ့ဆိုချင်းငါဆက်လေးကိုလုံးဝစားတဲ့သူပုံကြီးနှစ်သက်တာပေါ့နော် ဟုတ် ။ဘာဖြစ်လို့လဲဆိုတော့တနေ့အချင်းဆိုမပိုလဲအမလိုချင်တဲ့လူယူဘာဆိုတော့အချင်းရင်တထုံမှညမလေးရဲ့1500ပဲရှိတယ်။အမအလွန်ညိုပိုလဲအမဆုံးရှုံးသွားလဲတထောင်းမှာတထောင်းနဲ့အချင်းရေကိုပြန်သုံးတယ်ဆိုရင်အမနာမည်နဲ့ဒီချင်းရင်နဲ့ကလုံးဝကိုမတန်ဘူးညမအဲ့တည်းဘလောက်ပဲအချင်းပို့ပို့အမယူချင်တဲ့လူရှိရင်ပေးတယ်အမပြန်မသုံးဘာကြောက်လဲဆိုတော့တနေ့စာတနေ့သုံးတဲ့အခါကျတော့အချင်းကကိုကူကိုယုံကြည်မှုရှိတယ်တခုနေရာတိဥရုကမှန်တာမဟုတ်ပူလိုက်အေးလိုက်ဆိုတော့ဒီချင်းကိုပြန်သုံးလိုက်မယ်ဆိုရင် ခုဖြစ်သွားမယ်ဆိုစားတဲ့သူစိတ်နှောက်ရက်ဖြစ်မှာအမအရန်ကြောက်ဆုံးမှာဘာကြောက်လဲဆိုတော့စားတဲ့သူတွေကြောင့်အမကအဆင်ပြေနေတာလေအဲစားတဲ့သူအပေးမှာအမကလည်းရက်တီလို့ရမှာအဲ့တော့စားတဲ့သူတက်ကိုအမအမြဲတော့အတက်နိုင်ဆုံးစိတ်ချမ်းသာအောင်ဘာလို့ယုံကြည်မှုရှိအောင်ဆိုတဲ့အချင်းကြီးတွေကလုံးဝအပြန်သုံးမဲ့ဆိုတခုခုကတော့ဖြစ်မှာပဲလေဘာလို့အမြဲအချင်းရဲ့ဓာတ်ကပြောင်းလဲနေတဲ့အတွက်တနေ့တာတနေ့အပြက်ရှင်းတယ်ဟုတ် မတို့ကတော့ဈေးဈေးရောက်တာဆိုတော့မိဘတွေကတော့မွင်းကအတုံးဥနှုတ်ခွဲဆွဲရောက်တာပေါ့နော်အမကတော့ဒီလမ်းလေးကိုတော့တတ်တတ်ဖောက်ပြက်တယ်အဲအဲ့လိုမျိုးပေါ့ဈေးတယ်မျိုးမျိုးပေါ့လုတ်ခဲ့တာတော့အစုံပဲဒါလေးကအချိုးပေးတော့အပေးမှုရတဲ့အခါကျတော့ဒါလေးနဲ့ပဲအမအဆင်ပြေသွားတယ်ဟုတ်မီးပညာကတော့ဆွနာပြောအမားတို့ကအမျိုးမျိုးအလုပ်တွေအမျိုးစုံလုပ်ခဲ့တယ်အဲဆွနာတက်တက်လို့ဘာညာတို့တို့အစုံရောင်းတဲ့ထဲမှာအမကြက်အည်ကုန်လို့စရောင်းတယ် အဲ့ရနေကြက်ရည်ကုန်လူကြိုက်များတော့ဖိုတွဲဒီတွဲနဲ့ကြက်သီးတန်လေးဖြစ်ပြီးတော့ဒါလေးကိုအဲ့လိုမျိုးဖြစ်ဖြစ်ပြီးရောင်းပြသွားတာပေါ့ကြမဲကတထောင်အချင်းနိုင်ကတထောင်ဟုတ်ဟော့တော့ကတထောင်ဟုတ်ကြမဲဟုတ်တယ်လူကြိုက်များတယ်ကြမဲကိုကြတော့အမားတို့ကများသောအဖြစ်လူတွေကဟော့ပေါ်ဆိုင်မှာဆိုညမလေးရဲ့ကင်နာတို့ဒီလိုမျိုးပြုတ်တယ်အမားကကြက်ပြုတ်ရည်နဲ့ကြက်ကြက်နနတော့ကြက်ပြုတ်ရည်ရဲ့အရိုးချင်းစီအမွှင်းနဲ့တာကကြက်မဲတဲ့ကိုလုံးဝထဲလိုက်တာကအစီလဲပြောက်သွားတယ် အချုံငန်လေးတွေကလည်းကြက်ပြုတ်ကြီးကလည်းဝင်သွားတဲ့အခါကျတော့အကြိုက်တစ်မျိုးစီပေါ့နော်သူတို့ကတော့ပိုကြိုက်ကြတယ်မအီဘူးလို့တော့ပြောကြတယ်ဒါစားတဲ့သူတွေရဲ့အစကားပေါ့အမပြောတာမဟုတ်ဘူးပေါ့နော်အတိုက်အတိုက်ခိုက်တော့မရှိဘူးအခက်ခဲရတော့အနည်းနဲ့အများပေါ့နော်ဟိုဆွနာပြောသလိုပေါ့စားတဲ့သူကပဲအမောက်တင်စရာမြင်စရာဒီနေရာလေးကဟိုဟိုဟာလေးလိုတယ်ဟိုနေရာလေးကဒီလိုလေးလောက်ကြည့်ပါလားအဲအဲ့လိုလုံရင်းလုံရင်းနဲ့စားတဲ့သူရဲ့ကျေးဇူးကြောင့်ပေါ့လူအများလာစား ပထမတော့အမကြက်သီးတံမဲတင်တာဒီလိုမျိုးလေးတွေ hot dog တို့ကြက်မဲတို့မရှိဘူးအာကြက်နဲ့ပတ်သက်တာဆိုတော့ဟိုဟာလေးတင်ကြပါစားတဲ့သူကပဲကိုယ်ဆရာပြန်လုပ်ပြီသူတို့ကတော့ကိုယ့်ရဲ့ဆရာဖြစ်သွားတာပေါ့အဲအဲ့လိုမျိုးကိုယ်ဆိုင်မှာဟိုဟာလေးတွေးခဲ့တယ်တင်ကြည့်ပါလားဆိုတော့အဲအဲ့လိုမျိုးပေါ့ဟုတ်အမဆိုင်ပွင့်ချိန်ကတော့တနာကြီးခွဲပေါ့ တနအီလောက်ဆိုတော့အမအလှပြင်နေပြီတနအီခွဲဆို ready ပဲကုံတဲ့အချိန်ကတော့မမှန်ဘူးစားသုံးသူတဲ့ပုံမူတည်ပြီးတော့အမကုံတဲ့အချိန်ကအတိုးလျှော့သွားတယ်ဟုတ်လိုင်းစီတာသုံးလမ်းဒိတ်တိုင်ကြ20ရောက်ွယ်တောင်တကုန်းဖူးကြီးမှတ်တိုင်အနီးပေါ့မိစေးစက်သားတို့လေးပြောပြီးတော့အပ်ပေးလို့ရပါတယ်ဟုတ်